အဲ့တော့အဲ့ဒါမျိုးတွေကိုတွက်ချက်ဖို့အတွက်ကျွန်တော်တို့အရေးကြီးတဲ့အချက်လက်တွေလိုပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ဝင်ဝေထွက်ဝေတွေအသက်အရွယ်တွေမတူကြဘူးအဲ့တော့ဒီမိသားစုတစုမှာကလေးတွေကအသက်ဘယ်အရွယ်ရောက်ပြီလဲနောက်ပြီးတော့တက်နေတဲ့အကြောင်းကရောဘာအကြောင်းလဲ international school လား private school လား government school လားလက်ရှိသုံးနေတဲ့ပညာသင်စရိတ်တစ်လကိုဘယ်လောက်ကုန်လဲတစ်နှစ်ကိုဘယ်လောက်ကုန်လဲ အဲ့ဒီပုံမှာမူတည်ပြီးတော့မှကြံနေတဲ့တက်တန်းကိုကျွန်တော်တို့တွက်ပါတယ်။နောက်တစ်ခုကတော့မိဘမိဘသည်ဘယ်အသက်အရွယ်ရှိပြီလဲ။တယောက်ထဲလားနှစ်ယောက်လား။စလေတောက်လား။လက်ရှိဝင်ဝေးအခြေအနေကရောဘယ်လိုရှိလဲ။အဲ့ဒါတွေပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့ကအာမခံပညာရေးအာမခံပလန်တစ်ခုကိုတွက်ထုတ်ပါတယ်။အ ਨੇ ဆုံးကနေအများဆုံးအထိကျွန်တော် ်ကထုတ်ပါတယ်။ဈာထဲမှာ inflation အတွက်ထည့်သွင်းစဉ်းစားရတဲ့အချက်တွေလည်းရှိပါတယ်။